ဒီနေ့မှာတော့ဒီလို Christmas ပန်ခွင်လေးကိုထုတ်ပြပေးမယ်နော်။ခြီးကတော့ make cotton 5 ply 3ရောင်ပေါ့နော်။အဖြူရဲ့အစိမ်းရဲ့အနီးရဲ့သုံးမယ်နော်။ SI ကတော့3 by 0 mm သုံးပြီးတော့ထုတ်ပါမယ်နော်။အရင်ဆုံးအစိမ်းရောင်ခြီးလေးကိုဒီလိုလက်သုံးချောင်းလေးနဲ့ကိုင်မယ်။တစ်ခါ၊နှစ်ခါ၊သုံးခါ၊၄၅၆ခွန် ရှင်ကို30เนาะ30ရောက်ပြီဆိုရင်ဂျီကွင်းလေးတဲကို အထည့်ပြီးတော့ခြီးဆွဲယူလိုက်မယ်เนาะကွင်းလေးကိုတင်ချာကင်မယ်ချိန်နှစ်ခါထိုးမယ်เนาะချိန်နှစ်ခါထိုးပြီးတော့ရင် တိုင်ရှည်ထိုးမှာဆိုတော့အမှတစ်ခါရင့်မယ်ဂျီကွင်းလေးထဲမှာ တိုင်ရှည်တတိုင်းစထိုးမယ် ချင်းအမှရစ်မယ်နေအမှရစ်မယ်တောင်းလေအဲ့လိုမျိုးပါနော်ဒီကွင်းထဲမှာတိုင်ရှည်လေးတွေကိုတပတ်လည်လုံးထိုးသွားမှာပါနော်တိုင်ရည်အတွက်က3နဲ့စာလို့ပြတဲ့ရည်အတွက်ဆိုရင်ရပြီနော်ဒီမှာကြတော့ကျွန်တော်က36တိုင်ရတာပါနော်အဲ့ဆိုပထမဆုံးတိုင်ရှည်ရဲ့ထိတ်မှာ shaft corner ချိန်မယ် ြင်တော့ချင်း30ထိုးပေးပါเนาะချင်း30ရပြီဆိုရင်ဂျီရှက်ကော်နဲ့ချိန်ထားတဲ့အပေါက်မှာပဲရှက်ကော်လုံးမယ်เนาะပြီးရင်တော့ချင်းတစ်ခါထိုးပြီးတော့ခြီးဖြတ်လိုက်မယ်เนาะဖြူအောင်ခြီးစားကိုဒီရှက်ကော်ချိန်တဲ့အပေါက်မှာဝင်ချိန်မယ်เนาะဝင်ချိန်မယ်ပြီးရင်ချင်းတစ်ခါထိုးလိုက်မယ် ြီးရင်ဒီအနောက်ကခြေစားနှစ်ခုကိုပါတင်ပြီးတော့တပေါက်ကြော်မယ်တတရားများအပေါက်မှာတိုင်လက်စထိုးမယ်နော်ခြေယူလာမယ်၃ပေါက်လုံးကြော်မယ်ပြီးရင်အဲ့ဒီပေါက်မှာပဲတိုင်ရှေ၃နိုင်ထိုးမယ်နော်တပေါက်ထဲကိုနှစ်တိုင်၃တိုင်ပြီးရင်အဲ့ဒီပေါက်မှာပဲတိုင်လက်ထိုးမယ်နော် ပြီးရင်တော့နောက်တစ်ပေါက်မှာရှက်ကော်နဲ့ချိန်မယ်ချက်ကော်လုံးမယ်နော်ပြီးအမ်းမှာရင့်မယ်တစ်ပေါက်ကိုကြော်မယ်နောက်တစ်ပေါက်မှာတိုင်လက်ပြီးရင်တိုင်ရှည်သုံးတိုင်ခြေနေတော့ပြီးရင်အဲ့ဒီပေါက်မှာတိုင်လက်ပြီးရင်နောက်တစ်ပေါက်မှာရှက်ကော် အဲ့လိုပုံစံတိုင်းဒီမှာအောက်မှာ36တိုင်းဆိုတော့72ခုပြည့်အောင်ထိုးလာပါနော်ဒါဆိုရင်72ခုပေါ့နော်72ခု1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22ခုပြည့်ပြီဆိုရင်ဒီဘက်ဒီစူးစားလေးရဲ့အောက်နာလေးမှာရှက်ကော့နဲ့ချိန်ချိန်တစ်ခါထိုးပြီးတော့ခြစ်ပြတ်မယ်နော်ဒီပြတ်လိုက်တဲ့ခြစ်စားလေးတွေကိုအနာသိမ့်မယ် ပထမဆုံးကကြတော့ဒီမှာအနာသိမ်းခဲ့တဲ့ကြိုးစားနှစ်ခုကို ဖြူနဲ့စိမ်းနဲ့ကိုဒီလိုလေးပူပြီးချီလိုက်ရပြီเนาะနှစ်ခါတော့ချီပြီးရင်ချီဖြတ်မယ်ဟိုဘက်ကအဆုံးချီစားလေးကိုကြတော့6အက်လေးနဲ့ပဲပြပြဒါမှမဟုတ်ရင်ထိုးတဲ့အက်လေးနဲ့ပဲပြပြတိုင်လိုက်ပါเนาะ ပြီးသွားပြီဆိုရင်အနီအောင်နဲ့ဖယ်ပြားလေးလုပ်မယ်เนาะ magic ring ထဲမှာချိန်3ခါထိုးမယ်ပြီးရင်တိုင်ရှည်3နိုင်ထိုးမယ်เนาะဒီနဲ့တော့ပြီးရင်ချိန်3ခါပြီးရင်ဒီ magic ring ထဲမှာ shake ကော်လုပ်မယ် ပြီးရင်ချိန်သုံးခါပြန်လာမယ်၁၂၃ပြီးရင်တိုင်ရှည်သုံးနိုင်လာမယ်၁၂၃ပြီးရင်ချိန်သုံးခါပြန်လာမယ်ဒီ magic ring ထဲမှာရှက်ကော်နဲ့ချိန်ပြန်တော့ဒီခြီစားလေးကိုနည်းနည်းရှိရှိလေးဖြတ်မယ်နော်နည်းနည်းရှိရှိလေးဖြတ်လိုက်မယ်နော် ီစာလေးဆွဲထုတ်လိုက်မယ်။ပြီးရင်ဒီအောက်ကကွင်းလေးကိုတင်းတင်းလေးဆွဲလိုက်မယ်နော်။ဖဲပြားပုံစံဖြစ်သွားပြီဆိုရင်ဒါလေးကိုတပတ်လောက်ပတ်မယ်နော်။အပေါ်ပတ်မယ်ဒီဒီအောက်ကကြိုးစားကိုကြတော့ဒီလိုဆက်ကျင်ဘက်ကိုပတ်မယ်။ဒါဆိုဒီအနောက်မှာဒီခြေစားနှစ်ခုကိုနှစ်ခါလောက်ချိမယ်နော်။ပြန်ဒီခြေစားလေးတွေကိုမဖြတ်သေးဘူးเนาะ မပြတ်သေးပဲနဲ့ဒီအကျိုးစားအရှိဘက်ကို ချုပ်အပ်လေးသွားတက်မှာဒါလေးကိုကြတော့ဒီအလဲတက်တဲ့မှာเนาะကျိုးရဲ့အောက်တက်တဲ့မှာဒီလိုလေးထည့်လိုက်เนาะနှစ်ပေါက်ကြော်လိုက်လိုလေးထည့်မယ် ီးရင်နှစ်တိုင်သုံးတိုင်လောက်ကြော်အောက်ကိုထိုးချအောက်မှာလည်းအဲ့လိုပဲညီအောင်လေးလုပ်ပေးပါနော်အပေါ်ပြန်လာမယ်ပြီးရင်နှစ်တိုင်သုံးတိုင်အဲ့လိုမျိုးကြော်ပြီးတော့အောက်ပြန်ထိုးစင်မယ်အဲ့လိုမျိုးတပတ်လေတော့အခုဗီဒီယိုမှာပြထားတဲ့အတိုင်းလုပ်သွားလိုက်ပါနော် ဆောင်ရပြီဆိုရင်တော့ဒီခြိစားနှစ်ခုကိုအနာတက်ဖို့ပေါ့နော်ဒီဖဲပြားလေးကိုညင်သွားအောင်လို့ဒီလိုတစ်ချက်ချုပ်မယ်နော်ခြိစားလေးတွေကိုကြာတော့အနောက်ဘက်ကိုပဲဂျိုးစားနှစ်ခုစလုံးကို ပို့လိုက်မယ်နော်ပို့ပြီးတော့အဲဒီဂျိုးစားနှစ်ခုကိုပူချိမှာပေါ့နော် ဒါဆိုရင်တော့ချစ်စရာကောင်းတဲ့ပန်ကွင်းလေးရပါပြီเนาะ